ရခိုင်တပ်တော် AA AA ထဲမှာရောက်နေတဲ့လူတချို့ဟာမြက်ကန်မျိုးဆက်သဘိုးမျိုးနဲ့ဒီကျွန်တော်တို့ရဲ့ရခိုင်ပြည်တွင်းမှာမှီတဲနေထိုင်နေကြတဲ့ရိုဟင်ဂျာလူမျိုးတွေအပေါ်မှာရေးဆက်ဆက်ဖိနှိပ်တာတွေရေးဆက်ဆက်တတ်ပြတ်နေတာတွေအိမ်တွေကိုမိရှော့ရွာတွေကိုမိရှော့ပြီးတော့အာဒီပေါ်တော့ကျွန်တော်ရွာသားတွေကိုမောင်းထုတ်ပြီးတော့အာငါနဲ့မတူငါရန်သူဆိုတဲ့ပုံစံမျိုးပြုတ်မှုဆက်ဆံကြက်ကြံနေတာလို့လည်းကျွန်တော်အနေနဲ့တွေ့မြင်ရပါတယ် ့စက်တက်ရဲ့ကျေစုမူးလို့တော့ရှူစရာမရှိဆိုတော့စကားလေးရတာအယက်မှန်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့လက်ရှိနေမြန်မာနိုင်ငံတို့မှာမိတဲ့နေထိုင်နေကြတဲ့ဘယ်လိုလူမျိုးဘယ်လိုဘာသာဝင်ဖြစ်နေပါစေကျွန်တော်တို့အားလုံးဒီဆက်အာနာရှင်စနစ်ဆိုးကိုသွေးစီညီညွတ်စွာနဲ့တိုက်ခိုက်ရှေမောင်းတက်ပါကြောင်းလဲကျွန်တော်ဒီနေရာနေပြီးတော့ထက်ဆင့်တိုက်တွန်းလိုက်ပါတယ်ခင်ဗျာဒါလေးဆိုပါကိုရှေရှာနေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ ဒီနေ့ကျွန်တော်တင်ပြပေးသွားမယ့်အကြောင်းအရာကတော့ဒီဒီနေ့ဟာနေပြီးတော့ဇွန်လ6ရက်ပေါ့နော်ဒီမြန်မာနိုင်ငံအလုတ်သမားအရေးတော်ပေါ့အကြောင်းကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီလက်ရှိနေပြီးတော့အရေးတော်ပေါ့လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ကဘာကိုသွားပြီးမြင်အောင်ကြားလဲဆိုတော့ဒီကျွန်တော်တို့လက်ရှိတွန်လိုင်းရေးကောင်စီခဲ့ပေါ့ဗျာ1980ပြည့်နှစ်အလွန်ပိုင်းတွေမှာဆက်အာဏာရှင်စနစ်ဆက်ကျင်တဲ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကိုစစ်တိုက်ဆွတ်သလိုပိုပေါက်ခဲ့မှုပါတယ်အဲ့ဒီကာလကိုဒီပေါ့နော်ဒီ1980လေး1985 1986ခုနှစ်မှာဗမာနိုင်ငံရေးလောကမှာလူသိများခဲ့ပါတယ်ခင်ဗျအဲ့တော့ဒီအဲ့ဒီဟာကိုနေပြီးတော့7 July လို့လည်းခေါ်တယ်နောက်တစ်ခုကကြတာဒီကျွန်တော်1982ခုနှစ်နေဝင်အာနာသိမ့်အပြီးပေါ်ပေါက်ခဲ့တဲ့ဒီလက်ရှိနေပြီး7 July ကျောင်းသားအရေးတော်ပုံက1984 1985 1986အတွေ့အရှိကံဖြစ်ခဲ့တယ်လို့1984 1985 1986ခုနှစ်တည်းမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လာဖို့အတွက်အခြေခံတစ်ခုဖြစ်ခဲ့ပါတယ်ဒီတော့ဒီကျွန်တော်တို့ကနေပြီးတော့ဒီ1984ဇွန်လမှာ1985 1986ရဲ့ပေါ်နဒီအဖွင့်အနေနဲ့အလौဒသမအရေးတော်ပုံကြီးဟာပေါ်ပေါက်လာခဲ့ပါတယ်ဆိုတဲ့အခါကျတော့ဒီလက်ရှိလက်ရှိဒီကျွန်တော်တို့မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့မြန်မာဆိုရှယ်လမ်းစဉ်ပါတီဒါမှမဟုတ်ဒီတော်လိုင်းကောင်စီအဆက်အစွဲလို့ခေါ်တဲ့1983ဒီဇင်ဘာလထက်မှသူတို့စိတ်ကြိုက်ရေးဆွဲ ထားခဲ့တဲ့ဖွစီပေါအရှိကဥပဒေကိုပြည်လုံးကျွတ်စန္ဒခံယူပွဲတစ်ခုအဖြစ်သူတို့ပြုလုပ်ခဲ့ကြပါတယ်ဒီတော့ဒီကျွန်တော်တို့ရဲ့ဒီအခုလက်ရှိနေစစ်အာဏာရှင်တို့ရဲ့ထုံးစံအတိုင်းပဲနေဝင်းအစိုးရဟာသူတို့ရဲ့ဖွစီပေါအရှိကဥပဒေကိုပြည်သူစန္ဒမပါဘဲနဲ့တစ်ဖက်သက်အတီးပြုတ်လိုက်တာကိုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်မလို့အဲ့ဒီကာလမှာတတိုင်းတပြည်လောက်တိုင်းရင်းသားလူမျိုးဘုံဆောင်ဟာလူမှုဘဝအတုတ်ကိုအတုတ်ကိုမှာ ရှုတ်ဆောင်ကြခဲ့ပြီးတော့အောက်ရှေလူတို့ကလည်းစင်ရဲကြက်တဲမှုဒဏ်ကိုအလူအလဲခံခဲ့ရတဲ့အချိန်ကာလတခုလို့ပြောရင်လည်းမမှတ်ပါဘူးခင်ဗျာဒါကြောင့်မို့လို့အဲ့ဒီလိုအချိန်မှာပဲအထွေထွေအကြက်တဲဖြစ်နေချိန်မှာ1984ခုနှစ်မေလနဲ့ဇွန်လအတွင်းမှာတနိုင်ငံလုံးအတိုင်းအတာနဲ့အလုတ်သမားအောင်ကြွလှုပ်ရှားမှုလှုပ်ရှားမှုကြီးဟာစစ်တိုက်ဆိုသလိုပိုပေါက်လာပါတော့တယ်ဒီတော့ဒီ1984ခုနှစ်မေလထက်မှာပဲဒီမေလထက်မှာပဲပလိုက်ရှင်မြင်းစစ်နဲ့ မြင့်ငယ်မိယထာစကောင်းပြင်ဆက်အောင်ရဲ့ရှောက်ရေနံကြောင်းရေနံမြင်တွေမှာအလုတ်သမားလှုပ်ရှားမှုတွေစတဲ့ပေါ်ပေါက်လာပါတယ်နောက်တစ်ခါဒီကျွန်တော်တို့ဇွန်လထဲမှာကြာတော့ရန်ကောင်အထစ်ကိုကူးဆက်လာတာကူးဆက်လာခဲ့ပါတယ်ခင်ဗျအဲ့တော့ဒီကျွန်တော်1984ခုနှစ်ဇွန်လရှောက်ရက်နေ့မှာတော့ဒီမဆလဘောနော်ဒီဆက်အစိုးရလက်အောက်မှာပထမဆုံးအလုတ်သမားကြီးဟာပောက်ကွေထွက်ပေါ်လာပါတော့တယ်ဒါကြောင့်မို့လို့အင်းစိန်မီယထား စစ်ကောင်းရောင်အလုတ်သမားရှင်မြင်ရှင်မြင်နဲ့အထေးရှုပ်အထေးဆက်အောင်ပေါ့နောက်ပြီးအဲ့ဒီမှာဘုရားအောက်ကျဲဂုံနီဆက်အောင်ဆင်မလိုက်သင်းဖိုးကျင်းတော်ကနေရန်ကုန်မြို့ရဲ့စစ်ရောင်အလုတ်ရောင်တွေထူထပ်ရာအင်းစိန်လမ်းမကြီးတစ်လျှောက်အင်းစိန်မရန်ကောင်လှိုင်းကမာရုံမြို့နယ်တွေတခြားလုံးမှာလည်းဒီစစ်ရောက်အလောက်ရောက်တွေမှာတပိတ်ကြီးတွေပိုပေါက်လာခဲ့ပါတယ်ဒီလိုဒီလိုပိုပေါက်လာပြီးတဲ့နောက်ပိုင်းမှာဆန်လုံလောက်စွာရရှိရတဲ့အလုတ်သမ အခွင့်အရေးဘာတစ်ခုမှဆောင်ရွက်မပေးတဲ့အပြင်အလौဒ္ဓမားတွေအပေါ်အနိုင်ကျင့်နေတဲ့အလौဒ္ဓမားကောင်စီတွေဖြစ်သိမ်းပေးဖို့လည်းအလौဒ္ဓမားတွေကတောင်းဆိုခဲ့ကြပါတယ်။အပြည်သူလူထုကလည်းအလौဒ္ဓမားတပိုက်ကြီးကို တခဲနဲ့အားပေးထောက်ခံဝမ်းရံခဲ့ကြတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်မို့လို့အဆလဆက်အစိုးရကအလौဒ္ဓမားတပိုက်ကိုဖြိုခွဲဖို့ပုံမှန်144ကိုထုတ်ပြန်လိုက်ပြီးတော့လက်နက်နဲ့အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။ ဒီခါကျတော့ဒီစစ်တပ်ကနေပြီးတော့စစ်တပ်ကနေပြီးသင်တန်းနဲ့ဖြိုပစ်ခတ်ပေါ့နော်ပစ်ခတ်ဖြိုခွဲတာကြောင့်ဇွန်လ6ရက်နေ့မှာပဲတမိုင်းရှင်မြင်းစစ်အောင်ရှစ်မှာသွေးမြေကြမှုကြီးဖြစ်ပေါ်လာခဲ့ပါတယ်။အဲအဲ့ဒီမှာပဲဒီအဲ့ဒီမှာပဲဇွန်လ6ရက်9ရက်နေ့တည်းမှာဆိုလို့ရှိရင်လည်းဒီလက်ရှိကိုစင်မလိုက်သင်ဖိုခြင်းအုတ်ခြင်းဂေါင်းဒီစစ်အောင်အင်းစိန်မိရထစစ်ကောင်းရုံတို့ကိုလည်းစစ်တပ်ကဝင်ရောက်စီနံဖြိုခွဲဖြိုခွဲခဲ့တဲ့အတွက်အလုတ်သမားတွေသွေးမြေကြခဲ့ရတာကိုလည်းကျွန်တော်တို့အမှတ်တမ်းလေးမှာတွေ့ရပါတယ်ခင်ဗျာ။ ဟုတ်ပြီဒါဆိုကျွန်တော်တို့အဲ့ဒီအဲ့ဒီဒီမတ်တန်တွေအရအလုတ်သမားခေါင်းဆောင်148ဦးဖမ်းစစ်ဖမ်းစီးခံရပြီးတော့ထောင်ဒဏ်9နှစ်ကနေ15နှစ်အထိကိုလည်းရှာမှတ်ခံခဲ့ရပါတယ်အဲ့ဒီချိန်မှာအလုတ်သမားတော်တော်များများဟာအလုတ်ဖြုတ်ခံခဲ့ရတာကိုလည်းကျွန်တော်တို့မြို့ဝါထင်တယ်မြင်မြင်တွေ့ခဲ့ရပါတယ်ဒါကြောင့်မို့လို့ဒီလက်ရှိလက်ရှိနေသပိုက်မောက်တဲ့အလုတ်သမားထုကိုဝိုင်းရဖို့ဝိုင်းရဖို့အတွက်တက္ကသိုလ်ကျောင်းသားတွေကလည်းခုတ်တောင်းအလံကိုလွှင့်ချူလိုက်ကြပါတယ် ဒီလိုမျိုးနေပြီးတော့တက္ကသိုလ်ကျောင်းသားတွေလမ်းပေါ်ထွက်လာပြီးတော့ဆက်အာနာရှင်စနစ်ဆက်ကျင်ရေးကြွေးကြော်တန်တွေကြွေးကြော်လိုက်ကြပါတယ်ဒီလိုမဆလဆက်အစိုးရဟာအလုတ်သမားတပိုက်ကိုကျောင်းသားတွေပူပေါင်းပါဝင်လာတာနဲ့ရှင်းရှင်းဆိုတော့လည်းပဲတက္ကသိုလ်ကိုလိုက်တွေကိုရဲ့အကန့်အသတ်မရှိပိုက်ပစ်လိုက်ပြီးတော့အဆောင်တွေကျောင်းသားတွေကိုတက္ကသိုလ်နေမြေထရရနဲ့ထွက်ခွာဖို့အမိုက်ပေးခဲ့တာကိုလည်းကျွန်တော်တို့တွေ့လိုက်ရပါတယ်ဒါကြောင့်မို့လို့ဒီ အဲ့ဒီရှေတော့အဲ့ဒီရှေတော့နော်ဇွန်လ6ရက်ပေါ့နော်ဒီဇွန်လ6ရက်အလုတ်သမားတပိတ်ကြီးဟာမဆလာဆက်အာနာရှင် အစိုးရကိုအလုတ်သမားဒုကဆက်ကျင်အန်တို့လိုက်တဲ့အတွက်ပထမဆုံးဆန္ဒပြပွဲကြီးဖြစ်ပါတယ်။ဒါကြောင့်မလို့အလုတ်သမားတပိတ်ကြီးရဲရဲဆက်ဆက်နှိမ်နှဲခံလိုက်ရပေမဲ့အဲ့ဒီနောက်ပိုင်းမှာဆက်အာနာရှင်စနစ်ကိုဆက်ကျင်တဲ့1984 1985 1986လှုပ်ရှားမှုတွေဆက်တိုက်ဆိုသလိုပေါ်ပေါက်ခဲ့မှုပါတယ်။အဲ့တော့ဒီကျွန်တော်ဒီနေ့တင်ပြချင်တာကျွန်တော်တို့လက်ရှိနေပြီအာနာရှင်အစိုးရဟာအာနာရှင်တွေအဆက်ဆက်ဟာ ကျွန်တော်တို့ဒီမြန်မာပြည်သူပြည်သားတွေအပေါ်မှာရရဆက်ဆက်အာဘုန်းတော်လောက်ခဲ့တာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဒီအခုလက်ရှိမင်းအွန်လိုင်းအစိုးရကကျွန်တော်တို့တွေဘာလုပ်ထားလဲဆိုဘုံခန်းနဲ့မြောက်ငရေခန်းနဲ့ရှောက်ထားတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဒီဘုံခန်းနဲ့မြောက်ငရေခန်းနဲ့ရှောက်ထားလို့ကျွန်တော်ဘာကြောင့်ပြောရတာလဲဆိုရင်သူ့ကိုဘုံမနေတဲ့ကောင်တွေကိုသူကဘုံခန်းနဲ့မြောက်ပေးထားတယ်အဲသူ့သူ့ဆက်ကျင်တဲ့လူတွေကိုသူကဘာလဲငရေခန်းနဲ့ရှောက်ပေးထားတယ်တွေ့ရတယ်အဲသူ့ရဲ့ဘုံမတရှုပ်ကိုသူ့ ထောင်ချလိုက်တာလည်းကျွန်တော်တွေ့ရတယ်။မိုက်ထီလာအရေးခဲကိုကျွန်တော်ကြည့်ကြရအောင်။မိုက်ထီလာမြို့မှာအဘုံမှုတကောင်ကပေါ့ဗျာ။ဒီအသူတို့ပြူစိုတိခေါင်းဆောင်ကိုပြဿနာရှာတယ်ပေါ့ဗျာ။အဲ့ဒီမှာနေပြီးတော့တင်နေခါချထုတ်ပြီးတော့အဲ့ဒီမှာတင်နေတဲ့တော့မှရှိနေတယ်။ဆိုတော့အဲ့ဒီဒီသူ့ကိုဘုံမှနေတဲ့ဒီအာပေါ့နော်ပြူစိုတိခေါင်းဆောင်ကိုနောက်ဆုံးမှာဖမ်းဆီးပြီးတော့ကျွန်တော်တို့တော့အခုဆိုလို့ရှိရင်သူဟာနေပြီးတော့အမှုကိုရင်ဆိုင်နေရပြီဖြစ်ပါတယ်။အဲ့တော့ဆိုလိုတာကငရေကန်နဲ့ရှောက် ဘုံခန်းနဲ့မြောက်ထွားတာဒီလက်ရှိအာနာရှင်အစိုးရဖြစ်တယ်။ဒီတော့ဒီလက်ရှိကျွန်တော်တို့အာနာရှင်အစိုးရတွေကျွန်တော်တို့ပြည်သူပြည်သားတွေအပေါ်မှာဘလောက်ထိရက်ဆက်ရုံမှခဲ့လဲဆိုတဲ့ဟာလေးတွေဒါပြည်သူပြည်သူလူထုအားလုံးသိမြင်ကြပြီးကြောင်တွေ့ကြပြီးဖြစ်မှာပါ။ဒါကြောင့်မို့လို့ဒီဒီကနေ့ကျွန်တော်နေပြီးတော့ဒီနေ့နေပြီးတော့အလौသမားနေပြီးတော့ဒီနေ့ဒီ2025ဇွန်လ6ရက်နေ့ဟာအလौသမားတပိတ်ပေါ့ဗျာဒီလက်ရှိနေအလौသမားအာအလौသမားရေနှစ်ပေါ့နော်အလौသမားနှစ်52နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီ52နှစ်ပြည့်မြောက်ခဲ့တဲ့ကာလကိုကျွန်တော်တို့ဘယ်လိုမျိုးရင်ဆိုင်ဖြတ်တန်းခဲ့ရလဲဆိုတော့အခုနောက်တော့ကျွန်တော်နေပြီးတော့အာကျွန်တော်ပြောပြခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်အလုတ်သမားတွေသွေးမြေကြခဲ့ရတယ်အခုလည်းပဲကျွန်တော်တို့သွေးမြေကြနေရပါတယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့အလုတ်သမားတွေရဲ့အခွင့်အရေးတွေအလုတ်သမားတွေရပိုင်ခွင့်အခွင့်အရေးတွေလုံးဝဆုံးရှုံးပြီးတော့နောက်ဆုံးမှာကျွန်တော်တို့ဒီလက်ရှိနေပြီးနိုင်ငံတို့ရဲ့အာဘောနော်ဒီနိုင်ငံတို့ကိုအကောင်းဆုံးအာလောက်ဆောင်ပြနေတဲ့နိုင်ငံတို့တစ်ဖက်တစ်လမ်းကနေပြီးတော့ဝင်ဝင်ရအောင် လုတ်ပေးနေတဲ့ဒီလက်ရှိနေပြီးတော့အလုတ်သမားဒူဂျီဟာအခုအလုတ်လည်းမဖြစ်သွားရပြီဒါကြောင့်မို့လို့အဲဒါကြောင့်မို့လို့ကျွန်တော်တို့ဒီလက်ရှိနေပြီးတော့အခုလက်ရှိနေစက်တက်ရဲ့ယေရှုမူးလို့တော့ရှူစရာမရှိဆိုတော့စကားလေးရတာအယက်မှန်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့လက်ရှိနေမြန်မာနိုင်ငံတွေမှာမိတဲ့နေထိုင်နေကြတဲ့ဘယ်လိုလူမျိုးဘယ်လိုဘာသာဝင်ဖြစ်နေပါစေကျွန်တော်တို့အားလုံးဒီဆက်အနာရှင်စနစ်ဆိုးကိုသွေးစီးညီညွတ်စွာနဲ့တိုက်ခိုက်ရှေမောင်းတဲ့ပါကြောင့်လည်းကျွန်တော်ဒီနေရာနေပြီးတော့ ထက်ဆင့်တိုက်တွန်းလိုက်ပါတယ်ခင်ဗျအဲ့တော့နောက်တစ်ခုကကျွန်တော်ပြောချင်တာကျွန်တော်တို့မြန်မာနိုင်ငံမှာမိတဲ့နေထိုင်နေကြတယ်လို့ပြောတဲ့ခါမှာကျွန်တော်တို့ကဒီလက်ရှိနေပြီးတော့လက်ရှိနေပြီးအာနာရှင်တွေရဲ့လက်ကင်တုတ်ဖြစ်တဲ့မြစ်ကမ်းမြို့ရှိနိုင်ငံရေးသမားတွေဆိုကျွန်တော်တို့ဘာသာရေးကိုနိုင်ငံရေးထက်ကိုဆွေးသွင်းပြီးတော့ဘာသာရေးကိုနိုင်ငံရေးတခုအဖြစ်သတ်မှတ်ပြီးတော့ကျွန်တော်တို့လူမျိုးရေးခွဲခြားတာတွေဘာသာရေးခွဲခြားတာတွေအများကြီးလှုပ်ဆောင်နေပါတယ် ဲ့တော့ဒီကျွန်တော်မနေ့ကလည်းကျွန်တော်တင်ပြခဲ့ဥပါတယ်ဒီကျွန်တော်တိုင်ရင်သားလက်နက်ကန်အဖွဲ့စည်းတွေမှာလည်းဒီလိုမျိုးစိတ်ကြလေးတွေတချို့တွေ့နေရပါတယ်ဥပမာကျွန်တော်တို့လက်ရှိနေပြီးရခိုင်တပ်တော် AA ပဲကြည့်လိုက်ပါအခုဆိုလို့ရှိရင်ဒီကျွန်တော်တို့နေပြီးရခိုင်ရခိုင်တပ်တော် AA AA ထက်မှာရောက်နေတဲ့လူတချို့ဟာမြစ်ကမ်းမျိုးရှက်သဘိုးမျိုးနဲ့ဒီကျွန်တော်တို့ရဲ့ရခိုင်ပြည်တွင်းမှာမှီတဲနေထိုင်နေကြတဲ့ရိုဟင်ဂျာလူမျိုးတွေအပေါ်မှာရေးဆက်ဆက်ဖိနှိပ်တာတွေရေးဆက်ဆက်တတ်ဖြတ်နေတာတွေအိမ်တွေကိုမီးရှို့ ရွာတွေကိုမိရှော့ပြီးတော့အာဒီပေါ်တော့ကျတော့ရွာသားတွေကိုမောင်းထောက်ပြီးတော့အာငါနဲ့မတူငါရန်သူဆိုတဲ့ပုံစံမျိုးပြုမူဆက်ဆံကြက်ကြံနေတာလေးကိုလည်းကျွန်တော်အနေနဲ့ကျွန်တော်အနေနဲ့တွေ့မြင်ရပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီဒီလက်ရှိအနေထားကအာနာရှင်ကိုတော်လန်နေတဲ့တော်လန်ရေးကာလဖြစ်တဲ့အတွေ့အကြုံမို့လို့တော်လန်ရေးကာလမှာပြည်သူလူထုရဲ့အားပေးထောက်ခံမှုပြည်သူလူထုကဝမ်းရံမှုကအများကြီးအရေးကြီးပါတယ်။ပြည်သူလူထုမဝမ်းမဝမ်းရံဘူး ်ပြည်သူလူထုအားမပေးဘူးဆိုလို့ရှိရင်ဘယ်တော်လာရင်မှအောင်မြင်မှာမဟုတ်ပါဘူးဒါကိုလည်းတစ်ချက်သတိသတိချက်စေလိုတယ်အဲ့တော့ဒီကျွန်တော်တို့လက်ရှိနေပြီးတော့ရခိုင်ပြည်တွင်းမှာမိတင်းနေထိုင်နေကြတဲ့ဒီကနေ့မွတ်စလင်လူမျိုးတွေဒီအဲသူတို့မှလည်းရပိုင်ခွင့်အခွင့်အရေးတခုတော့သူတို့ရှိကိုရှိမှာပါအဲ့တော့ဒီရပိုင်ခွင့်အခွင့်အရေးကိုကျွန်တော်တို့ကနေပြီးတော့ကျွန်တော်တို့ကလက်ရှိနေပြီးတော့လျှက်လျူရှုပြီးတော့နေခဲ့မယ်ဆိုလို့ရှိရင်မွတ်စလင်အတိုင်းဝိုင်းရဲ့ငင်းပေခြင်းကိုကျွန်တော်တို့ဒီ ော်တော့ဒီကျွန်တော်တို့ဒေါ်လာရဲ့အစိုးရတရားဟာရင်ဆိုင်ရပါလိမ့်မယ်။ဒါဆိုဒီလိုရင်ဆိုင်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘလောက်ပဲအုပ်ချုပ်နေပါစေကျွန်တော်တို့တွေဒီအဲရှင်ကိတ်ဘုံလို့ပောက်ကွဲသွားနိုင်တဲ့အနေအထားမျိုးရှိနေပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ဒီကနေ့နေပြီးတော့ဒီကျွန်တော်တို့ရခိုင်ပြည်တွင်းကအရခတ်တက်တော်တွင်းမှာလက်ရှိနေပြီးတော့အရခတ်တက်တော်ရဲ့ image ကိုကြောက်အောင်အရခတ်တက်တော်ရဲ့ခေါင်းသိုက်ခါကိုညှိုးနွမ်းအောင်လှုပ်ဆောင်နေတဲ့ ဘောနော်အရခတက်တော်တက်ဖွဲ့ဝင်အရှုတ်ကိုကျွန်တော်ဒီနေရာနဲ့ပြောချင်ပါတယ်ကျွန်တော်တို့ရဲ့ရခိုင်တက်တော်ရခိုင်ရခိုင်တက်တော်ဖြစ်တဲ့ရခိုင်အစိုးရဖြစ်တဲ့ဒီ ULA A A ရဲ့လမ်းညွှန်မှု ULA A ရဲ့အာဘောနော်ဒီလက်ရှိထုတ်ပြန်ထားတဲ့ဥပဒေတွေကို စနစ်တကျလိုက်နာပြီးတော့အဲကျွန်တော်တို့တွေအားလုံးဒီအစိုးရလိုဖြစ်လာပြီဆိုလူမျိုးဘာသာမခွဲရှားတဲ့စိတ်ဓာတ်မျိုးတွေနဲ့ နေထိုင်ကြဖို့ကိုလည်းကျွန်တော်ဒီနေရာနဲ့တိုက်တွန်းလိုတယ်။အဲ့တော့ကျွန်တော်တို့အားလုံးရခိုင်ပြည်သူပြည်သားအားလုံးကလည်းကျွန်တော်တို့ကျွန်တော်တို့ဒီနှစ်ပေါင်းများစွာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်လာခဲ့ကြတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ရဲ့ဒီလက်ရှိနေပြီတော့ပေါ့ဗျာဒီအာရခိုင်ပြည်ကိုတည်ငြိမ်အေးချမ်းအောင်ဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်တို့တွေဒီစီလုံးညီညွတ်စွာပြီးလှုပ်ဆောင်တက်ပါကြောင်းကိုလည်းပဲကျွန်တော်ဒီနေ့ရခိုင်ပြည်သူလူထုကိုကျွန်တော်ဒီနေရာနေပြီးတော့ကျွန်တော်တိုက်တွန်းလိုပါတယ် ဲ့တော့ဟုတ်ပြီဒါဆိုကျွန်တော်တို့နောက်ဆုံးနှီးကုန်းချုပ်နေတဲ့ကြော်တင်ပြရမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့လက်ရှိနေအစိုးရဟာဒီကျွန်တော်တို့ကျွန်တော်တို့တွေကို လူမျိုးရေးဘာသာရေးအဓိကရုံးဖြစ်အောင်အလူမျိုးရေးပြည်တနာဖြစ်အောင်ဘာသာရေးပြည်တနာဖြစ်အောင်အမျိုးမျိုးသွေးထိုးလှုံ့ဆော်ပေးနေဆိုလှုံ့ဆော်ပေးနေတယ်ဆိုတဲ့အကြောင်းလေးဒါဒီနေ့ကနေကျွန်တော်ကျွန်တော်တို့အာဒီနေ့ကနေကျွန်တော်တို့ကျွန်တော်ကျွန်တော်ဆက်ပြီးတော့တင်ပြခြင်းနဲ့ ဲ့တော့ကျွန်တော်တို့ပြောချင်တာဒီလက်ရှိနေပြီးတော့ဒီကျွန်တော်တို့ဒီနေ့ဒီပေါ့နော်2025ဇွန်လ6ရက်နေ့မှာကြာရောက်တဲ့ဒီကျွန်တော်တို့နေပြီးတော့အလုတ်သမားနေပေါ့နော်ဒီနေ့ဒီနေ့ဟာနေပြီးအလုတ်သမားနေမြန်မာနိုင်ငံအလုတ်သမားနေမှာကျွန်တော်ဒီကနေ့တင်ပြချင်တာဒီကျွန်တော်တို့မြန်မာနိုင်ငံထဲမှာရှိနေတဲ့အလုတ်သမားတွေအားလုံးသွေးမြေကြခဲ့ရတယ်ကျွန်တော်တို့ရဲ့အာပေါ်ပြလူသားရင်းမြစ်တွေဆုံဆောင်ခဲ့ရတယ်ဒီဆုံဆောင်ခဲ့ရတာလေးကိုကျွန်တော်တို့ဒီပြည်သူပြည်သားအားလုံးကလည်း သိရှိကြပြီဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့နောက်ထပ်ဆုံးချုံမဖြစ်ရလေအောင်အကျွန်တော်တို့တွေအားလုံးဒီသွေးစည်းညီညွတ်စွာဖြင့်အမိမြန်မာနိုင်ငံတို့ကြီးကိုအဖအာရခနိုင်ငံတို့ကြီးကိုကောင်းမွန်စွာတိစောက်ကြပါစို့လို့ကျွန်တော်ပြောကြလိုပါတယ်။အဲ့တော့ကျွန်တော်ဒီနေ့ပေါ်တော့ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်နေပေါ်တော့ကျွန်တော်တို့ request တခုကျွန်တော်ဟုတ်ကျင်တယ်ကျွန်တော်နည်းနည်းတုံးဆိုချင်တာပေါ့နော်။မြန်မာနိုင်ငံထဲမှာနေတဲ့အဲပေါ်တော့ဒီကျွန်တော်ကိုချစ်တဲ့ မိဘပြည်သူတွေအနေနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုကြည့်တဲ့အခါမှာပေါ့နော် VPN click ခံပြီးတော့ကြည့်ပေးစေချင်တယ်။အမ်ဒီလိုမျိုး VPN click ခံပြီးတော့ပေါ့နော်ဒီကျွန်တော်ရဲ့ YouTube လို YouTube ဗီဒီယိုကိုကြည့်ပေးကြပါလို့ကျွန်တော်ကျွန်တော်ဒီကနေပြီးတော့ဟိတ်တရခံတုံးဆိုရင်းနဲ့အားလုံးနှုတ်ခွန်းဆက်တာကာရပြပါတယ်ခင်ဗျ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ။